အခုလှုပ်เสียရရှိတဲ့အလုပ်ကို အခုပဲလှုပ်လိုက်ပါတဲ့ဒီနေ့လှုပ်เสียရရှိတဲ့အလုပ်ကိုဒီနေ့ပဲလှုပ်လိုက်ပါတဲ့ဘာကြောင့်လဲဆိုတော့မနေ့ပြန်ရှင်းသန်းနေပါမယ်လို့ဘယ်သူမှအာမမခံနိုင်ဘူးတဲ့လောင်ကြီးစားကြီးလှုပ်မယ်ငါမနေ့ပြန်မသေးသေးဘူးလို့အဲ့ဒါလို့တော့မပြောနဲ့နော်ဟုတ်လားဒါသေးခြင်းလဲသေးနိုင်တယ်သေးမယ်လို့သူကလည်းကံဒီကံမမပြောပါဘူးဟုတ်လားသေးခြင်းလဲသေးမယ်ရှင်ခြင်းလဲရှင်မယ်ပေါ့အဲ့ဒီမှာတစ်ချက်စဉ်းစားကြရအောင်တာက သေးသွားတဲ့ပုဂ္ဂိုလ်တိုင်းဒီနေ့သေးတယ်ဆိုရင်မနေ့လောက်ကသူတို့ငါမနဲ့ပြန်သေးလိမ့်မယ်လို့သူတို့သိကိုမသိဘူးမသိဘဲနဲ့သေးသွားတာသိပြီးတော့သေးတဲ့ပတာအင်မတန်နေပါတယ်ဟုတ်လားယောဂါတွေနှိမ့်ဆက်ပြီးတော့ငါတော့သေမြန်သေမလားဒါတော်မှတချို့အင်းသေလောက်သေးပါဘူးလို့ထင်ပြီးတော့သေသွားတာပဲဟုတ်ရဲ့လားဒါကြောင့်ဒီမှာပြောထားတာမနဲ့ပြန်ရှင်နေပါမယ်လို့မနဲ့ပြန်နေရပါဦးမယ်လို့ဘယ်သူမှမပြောနိုင်ပါဘူးတဲ့ဘာကြောင့်လဲဆိုတော့ တိတရားအကြောင်းတရားတွေအများကြီးပိုင်ဆိုင်ထားတဲ့ဒီခန္ဓာကြီးတနည်းအားဖြင့်မြတ်စွာဘုရားကတော့တင်စားပြီးတော့ပြောတာပေါ့ဗျာလက်နှစ်တွေအများကြီးပိုင်တဲ့သေမင်းနဲ့သေမင်းဆိုတာဘာတုံးဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာဗျာသေမင်းကဒီပြင်နေရာနဲ့ဘဝကနေပေါ်လာပြီးတော့ဂုတ်ချိုးသွားတာမဟုတ်ဘူးလေဟုတ်လားဒါပေမဲ့တင်စားပြောတာလက်နှစ်တွေအများကြီးပိုင်တဲ့သေမင်းနဲ့တို့နဲ့ဘယ်တော့ကြမှာတွေ့ရအောင်လို့ချိန်ထားတာမရှိဘူးတဲ့မြတ်စွာဘုရားက တော့ဦးဇင်းတို့နားလည်အောင်ပြောရအောင်ပေးစရာအကြောင်းတရားတွေအများကြီးကိုရင်ဝယ်ပိုက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်အချိန်မရွေးသေးနိုင်တယ်ဟုတ်လားကံစိတ်ဥဒုအဟာရအကြောင်းတရား၄ပါးဘယ်အကြောင်းမဲ့ချွတ်တဲ့ချွတ်တဲ့သိနိုင်တာပဲဟုတ်ရလားသိကြတာကတော့ကံကတဖြည်းဖြည်းနဲ့တောက်ရည်ဦးတွေကရေအမြဲတမ်းတောက်နေတဲ့တောက်ရည်ဦးတွေကရေလို့တစ်ခွက်တောက်လိုက်ရင်တော့တစ်ခွက်စာနေသွားတာပဲ တရက်နေပြီးရင်တော့တရက်စာနေသွားတာတော့အမှန်ပဲဒါဘယ်လိုမှမငင်းနိုင်ဘူးမနေ့ပြန်သေးတယ်မသေးဘူးဆိုတဲ့ကိစ္စအသာထားတရက်နေပြီးရင်တော့တရက်နေရကံနေသွားပြီဆိုတာတော့သိကြတယ်အဲ့ဒါလိုနဲ့ခမရတို့ကျုပ်တို့ဟာတဖြည်းဖြည်းနဲ့ရှေ့တိုးเสียမှာရှိတော့ပဲနဲ့ကြောင်ပိတ်မိမှာပဲဗျဟင်ပြီးတော့ပြီးနေတာပဲပြီးရင်ပြီးရင်နဲ့ရှေ့ကဘာဖြစ်လဲနောက်တော့ပြီးမရတဲ့အခြေအနေရောက်သွားမှာပဲပြီးเสียရမြေမရှိဟင်ဒါပေမဲ့အကြကြီးနေရအောင်မလို့ထင်းနေတာလဲခက်တော့ခက်တယ်နော် ေးဒီမှာမြတ်စွာဘုရားဒါလေးကိုပြောတာဒါကြောင့်သေခြင်းတရားကိုနက်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 သဘောပေါက်ဖို့လိုတယ်ငယ်တယ်ကြီးတယ်မဟုတ်ဘူးဟုတ်လားဒီမှာမြတ်စွာဘုရားကကိလေသာငြင်းစေတဲ့အလုတ်ဒီတာနဲ့လူသားတွေနဲ့အထိုက်တန်ဆုံးအလျောကန်ဆုံးအလုတ်ပဲဘာကြောင့်လို့သာသနာနဲ့တွေ့တယ်ဉာဏ်ရှိတယ်လူဖြစ်တယ်ကျန်တဲ့အလုတ်တွေဆိုတာကတော့တိရစ္ဆာန်တွေလည်းလုံနေတာပဲလေသူတို့ဘဝရတ္တီကြီးအတွက်ကဘာမှသိကွာလာတာမဟုတ်ဘူးစာဝတ်နေရေးဆိုတာလူနဲ့တိရစ္ဆာန်နဲ့သိကွာတာမဟုတ်ဘူးလေစာဝတ်နေရေးအစဉ်မြင့်မြင့်လုံနိုင်ုံမြတ်နဲ့လူဘဝရဲ့ ဟိုတန်ဖိုးနဲ့ထိုက်တန်ပြီလို့ဘယ်လိုမှပြောလို့မရဘူးအထူးသဖြင့်သာသနာနဲ့တွေ့နေတဲ့တရားဓမ္မတို့ဦးဇင်းတို့နဲ့ပိုးပြီးတော့ဒီအလုပ်တွေကိုအလုပ်လို့ပြောလို့မထိုက်တန်ဘူးသာသနာနဲ့မတွေ့တဲ့လူတွေဆိုကတော့အဲ့ဒီအလုပ်မလုပ်လဲဒီပြင်အလုပ်လုပ်မှဆိုတော့သူတို့ကိုသိပ်ပြီးတော့မဝေဖန်လိုပါဘူးဟုတ်လားသာသနာနဲ့တွေ့နေတဲ့တရားဓမ္မတို့ဦးဇင်းတို့ဒီသာနေရင်ကိလေသာငြိမ်းချောင်းအလုပ်ကိုလှုပ်ချင်းဒီသာနဲ့အကောင်းဆုံးအလုပ်ကျန်တဲ့အလုပ်ဒီအလုပ်လို့ပြောရမှတောင်ခက်ခက်ခက်အလုပ်တွေလို့သဘောပေါက်စေချင် ဒါကြောင့်မြတ်စွာဘုရားကအာတ္တပံကိလေသာကိုငြိမ်းချေတဲ့အလုတ်အာထုတ်ခြင်းဝရိယဆိုတဲ့အလုတ်ကိုဒီနေ့ပဲလှုပ်လိုက်ပါမနေ့ပြန်ရှင်းအောင်မယ်သိအောင်မယ်ဆိုဇူမမသိပါဘူး။ဘာကြောင့်လဲ။သိစရာအကြောင်းတရားတွေအများကြီးကိုရှင်းဝယ်ပိုက်ထားလို့စာလိုတိတိကျကျပြောရရင်စစ်တီပေါင်းများစွာပိုင်ဆိုင်တဲ့သင်မင်းနဲ့ချိန်ထားတာမရှိပါဘူးဟုတ်လား။အေးဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကဘယ်တုတ်တန်လေးကိုတက်ပြီးထုတ်ချင်တာလဲဆိုတော့ ဦးဇင်းတို့သကထဝကတန်ယုတ်ပါဠိတော်မှာအာယုတုတ်တံဆိုပြီးတော့ဟောထားတာရှိအာယုဆိုတာအသက်အတိပဲရတယ်ဒါတော့တော့သိပါလေနော်တခါကြီးတို့ဟုတ်လားအာယုအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုတရားဟောနေတယ်တဲ့ဇေတဝန်ကျောင်းတော်မှာဘယ်နဲ့ဟောနေတယ်လဲဆိုတော့အပ္ပမိတံဘိကဝေမနုဿာနံအာယုဘိကဝေ चित्त ယဟန်တော်တို့ မနုဿာဏလူသားတို့ရဲ့ဣဒံအာယုဟောဒီအသက်ဆိုတာအပံတကယ်မှနည်းနည်းကလေးလူတွေရဲ့အသက်ဆိုတာလူသားတွေရဲ့အသက်ဆိုတာဗာတဲ့တော့နည်းနည်းလေးတဲ့ဒကာဓမ္မတို့ဥစဉ်တို့ကအများကြီးလို့ထင်တယ်။သုံးမကုံလောက်အောင်ရှေ့မှာအကြာကြီးကြံသေးတယ်လို့ထင်တယ်။ဖခင်ဘယ်လိုပြောနေတာလဲအသက်ဆိုတာနည်းနည်းလေးတဲ့နော်အပံမိရန်ဘိခဝေမနုဿာဏအာယု ကမဏီယောတံပရာယောတမလွန်ခยีကိုတေချာပေါက်သွားရလိမ့်မယ်ကမဏီယောတံပရာယောတမလွန်ခยีကိုတေချာပေါက်သွားရမယ်တဲ့ဘာ်ပြောတော့ကတ္တဗံကုတလံစရိတဗံမြမစရိယံနတ္တိဇာတတံအမရဏံကုတလံကောင်းတဲ့အမှုကိုကတ္တဗံပြုတိုက်ကုန်၏မြမစရိယံမြတ်တဲ့အကျင့်ကိုစရိတဗံဤကျင့်သုံးတိုက်ကုန်၏ နှစ်ချက်တိုက်တွန်းတယ်နော်အသက်ဆိုတာတူတူလေးနည်းနည်းလေးသေးချာပေါက်တမလွန်ခရီးကိုသွားရမယ်ဒါလေးပိုင်းနေတဲ့အချိန်ကလေးမှာနှစ်ချက်တိုက်တွန်းတယ်ကောင်းမှုကိုပြုပါ မြတ်သောအကျင့်ကိုခြင်းပါတဲ့ဘိဒ္ဓရေပြောကြည့်စမ်းပါဗျာကောင်းမှုကိုပြုပါမြတ်သောအကျင့်ကိုခြင်းပါဘာကြောင့်ကောင်းမှုကိုပြုပါလို့တလုံးနဲ့မပြောရသလဲ ဘာကြောင့်မြတ်သောအကျင့်ကိုကျင့်မှလို့ဒီတခုတည်းမပြောရသလဲဒါမစင်သားတဲ့ဘူးလားစင်သားတဲ့နေကောင်းမှုကြတော့တန်တရာတွေနဲ့ချီပြီးတော့နေရအောင်ပါလေဒါနာတွေသီလတွေဘောင်းတာတွေပြုမြတ်သောအကျင့်နဲ့ကျင့်ဝိပဿနာတရားတွေကျင့်ရနော်နှစ်မျိုးပြောတာနော်ပြည့်စုံအောင်ပြောတာနော်ကတ္တဗံကုတလံကုတလံကောင်းမှုကိုကတ္တဗံပြုတိုက်ကုန်၏ဗြမစရိယံမြတ်တဲ့အကျင့်ကိုစရိတ္တဗံဤကျင့်သုံးတိုက်ကုန်၏နတ္ထိဇာတ္တအမရဏံ ဇာတတမွေးဖွာလာသောတတဝါအာအမရဏမတည်ဘူးဆိုတာနတ္တိမရှိနိုင်ဘူးမွေးဖွာလာတဲ့တတဝါမတည်ဘူးဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတဲ့တေချာပေါင်းသိမှာပဲတဲ့အင်မတန်ရိုးတဲ့တရားပါတရားကြီးများဟုတ်လားမွေးဖွာလာတဲ့တတဝါတေချာပေါင်းသိမယ်တဲ့ဘာဆက်ပြောတော့ဆိုတော့မြတ်စွာဘုရားကရုဏာကြီးကြောင့်အင်မတန်ပေါ်လွင်တယ်ယောဘိခဝေရှိရန်စီရတိသောဝတ္တတတအပံဝါဘိယော ဘလောက်ပဲအသက်ရှိပါတယ်ပြောပြောတဲ့ချစ်သားတို့အလွန်ဆုံးနေရမှာတရားပို့နေနေပေါ့တဲ့မြတ်စွာဘုရားဟင်တခါကြီးဒီမိုင်မြာအလွန်ဆုံးနေရမှာတရားပို့ရင်နေနေပေါ့အဲ့ဒီရောက်တော့တေချာပေါက်တိမ်မှာနော်ဒါကြောင့်ဘဝမှာတကယ်နေရတယ်ဆိုတဲ့အချိန်လေးကတကယ်နေနေလေး20စက္ကန့်တောင်တပြိုင်နဲ့မရဘူး10စက္ကန့်တောင်တပြိုင်နဲ့မရဘူးခုမီလီစက္ကန့်နဲ့ဟုတ်လား နော်အပြည့်ပြိုင်တဲ့လူတွေကြည်တယ်သိတယ်မဟုတ်လားတခါကြီးတို့နော်တစ္ဆကံကိုအပိုင်းမွေးများစွာပိုင်းလို့ရတယ်နော်ဒီမှာကျန်းကန်နေတဲ့ကတော့အင်မတန်ခင့်မိပါတယ်ဗျာပေးထားတာသောသောကဥစဉ်ပြောခဲ့တယ်ပုတ်ဆောက်ဖျားပေါ်မှာမုံညင်းစေတင်တာဘလောက်ကြအောင်နေမလားဘလောက်မှမကြအောင်လေဒီဆိုတော့ဘုရားကြီးပေးတဲ့ဥပမာကိုလည်းကြုံလုံးပြောလိုက်ခြင်းလေးတယ်သူကဘာပြောတော့ဆိုတော့စာရွက်တစ်ထောင်လောက်ရှိတဲ့စာအုပ်အထူကြီးနော်အဲ့ဒါကိုချက်ချက်ပြီးတော့အင်မတန်ထက်တဲ့တန်ချောင်းတစ်ချောင်းစုတစ်ချောင်းတင်ပြီးတော့ခြေပေါင်တူနဲ့ဒိုင်းဆိုထုချလိုက် ဒိုင်းဆိုတာ ਨੇ တစ်ခါတည်းပေါက်သွားတာပဲဒိုင်းဆိုပေါက်သွားအရွက်တစ်ထောင်လုံးပေါက်သွားတယ်နော်အဲ့ဒီအရွက်တစ်ထောင်ပေါက်တဲ့နေရာမှာဘေးဘက်တို့စဉ်းစားကြည့်အဲ့ဒီအရွက်တစ်ထောင်ဟာတပြိုင်တည်းထဲပေါက်သွားတာလားတက္ကမကြီးကြီးတပြိုင်တည်းထဲပေါက်တာလားဒိုင်းဆိုပေါက်တော့ပေါက်သွားတာပဲနော်ဒါပေမဲ့တပြိုင်တည်းထဲပေါက်တာမဟုတ်တရွယ်ပြီးမှတရွယ်ပေါက်တာဘလို့မြန်တော့တရွယ်ပြီးမှတရွယ်ပေါက်တာနော်မြင်တယ်တော့ဒါညံအလုပ်ဒါကို တက်တည်ပြရမလို့ဘူးညံကတက်တည်ပဲတကယ်တမ်းကတော့ဟုတ်လားဒါပေမဲ့ဘလို့လေးပြီးသွားတယ်ဆိုအခုခေတ်ကတော့ပစ္စည်းတွေကတိတ်ပြီးတော့ဆန်းကျယ်တော့ဟိုဗီဒီယိုအောက်ဆက်မျိုးတွေနဲ့ဇနူးလေးနဲ့ရောက်ကြည့်ရင်ဒါသိတာပါပဲဟုတ်လားအဲ့လိုပဲကိုယ့်ရဲ့ယုံနံကိုလည်းပဲအဲ့လိုအနှီးကလေးနဲ့တစ်ခါတလေကြည့်ကြည့်ပေါ့ဟုတ်လားတစ်ခါတလေအမြန်နဲ့ကြည့်ရင်လည်းကြည့်ပေါ့ဘဝမွေးတယ်နေတယ်တည်တယ်မြန်တာမှာကိုကျန်တာဘာမှပြောမနေနဲ့ဟုတ်လားအဲ့ဒီတော့ဘဝမှာတကယ်နေရတဲ့အချိန်ဟာ တကယ်နည်းနည်းလေးအဲ့ဒီနေရတဲ့အချိန်လေးကိုသဘောပေါက်ဖို့လိုတယ်